မင်္ဂလာပါဗုဒ္ဓနဝချန်နယ်မှာကြိုဆိုပါရခင်ဗျာဗုဒ္ဓဆိုတာဘယ်သူပါလဲအဖြေကတော့ခရစ်တော်မပေါ်မီ963ခုနှစ်မှာအိန္ဒိယပြည်မြောက်ပိုင်းမှာရှိတဲ့ကပိလဝုပီဘရင်သုဒ္ဓရဏမင်းနဲ့မိဖုရားမေတော်မာယာတို့ကနေတာကလေးတယောက်ဖွားမြင်ခဲ့ပါတယ်ဒီမင်းသားကလေးဟာစီးစိမ်ဥစ္စာပြည့်ပြည့်စုံစုံနဲ့ကြီးပြင်းလာရတော့လဲ နောက်ဆုံးမှာလော်ကီစီစဉ်ဥစ္စာတွေဟာချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာတွေ့လာရပါတယ်။ဒီမင်းသားဟာသူ့ပတ်ဝန်းကျင်မှာသူတွေ့မြင်ရတဲ့ဆင်းရဲဒုက္ခတွေကြောင့်အကြီးအကျယ်စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ချမ်းသာရေးအတွက်တော့ချက်ကိုရှာဖွေဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့သူ့အသက်29နှစ်ရှိတဲ့အခါမှာတော့ဒီမင်းသားဟာသူ့ရဲ့ကျင်ရတော့ရတော်ရရနဲ့တားဖြစ်သူရာဟုလာတို့ကို ထားခဲ့ပြီးတော့အဲ့ဒီခေတ်ကဘာသာရေးဆရာကြီးများရဲ့အထံမှာအသိပညာကို စီးပူးဖို့အတွက်ထွက်လာခဲ့ပါတယ်ပါဒာရေးဆရာကြီးများဟာဒီမင်းသားကိုမြောင်များစွာသောပညာတွေသင်ကြားပေးခဲ့ပေမယ့် သူတို့ကိုယ်တိုင်ကတော့ဆင်းရဲဒုက္ခရဲ့အကြောင်းရင်းစင်မြစ်ကို မသိကြတဲ့အတွက်ဒီဆင်းရဲဒုက္ခကိုဘလို့ကြော်လွန်အောင် လုံနိုင်တယ်ဆိုတာကိုလည်းမသိကြပါဘူး။ဒီတော့တိတ္တမင်းသားဟာဥရဝေလတောမှာ6နှစ်ကြာအောင်လ ీల ပွားများအားထုတ်ပြီးတဲ့အခါမှာတော့မသိမှုဆိုတဲ့အဝိဇ္ဇာကိုပွဲခွာနိုင်ခဲ့တဲ့အတွက်အမှန်တရားကိုထိုးထွင်းသိမြင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသူ့ကိုဗုဒ္ဓ မတိမှုအဝိဇ္ဇာတည်းဟုသောအိပ်ပျော်ခြင်းမှနိုးလာသူလို့ခေါ်ဝေါ်သမုတ်ကြပါတယ်။ဗုဒ္ဓရှင်တော်မြတ်ဖုရားဟာအဲ့ဒီအချိန်မှစပြီး45နှစ်ပတ်လုံးအိန္ဒိယပြည်မြောက်ပိုင်းမှာသူတွေ့တည်ထားတဲ့တရားတော်များကိုလှည့်လည်ဟောပြောပြသခဲ့တာဖြစ်ပါတယ်။မှတ်ချက်အနေနဲ့ဥရုဝေလတော်မှာဒုက္ခရစရိယာ6နှစ်ကြာကျင့်စဉ်ကဖရားမဖြစ်သေးပါဘူး။တို့အကျင့်မားကိုဆုံး၍အာနာပါနာဇံအခြေခံလျက်မဂ်ဂင်၈တန် ဘွားမသာဖရာဖြစ်သူရောက်ရှိခဲ့တာဖြစ်ပါတယ်။ရှင်တော်မြတ်ဗျာရဲ့ကြီးမားလာတဲ့မဟာကရုဏာတော်နဲ့ခန္ဒီတရားကြောင့်များစွာသော လူတို့ဟာတပည့်တော်ဝကဖြစ်ခံယူလာကြပါတယ်။တတော်80ပြည့်တော်မူတဲ့အခါမှာတဘာဝအလျောင်းအိုခြင်းတရား၊နာခြင်းတရားများဖြစ်စည်းနှိမ့်ဆက်ခံရတော်လဲချမ်းမြေအင်းကြီးလျက်ပင် နောက်ဆုံးမှာပြိဋိနိဗ္ဗာန်ဆံဝင်တော်မူခဲ့ပါတယ်။